အားလုံးပဲမင်္ဂလာပါရှင် Jeweling Fish ကနေကြိုဆိုပါရစေ။ဒီနေ့ကတော့တောင်ကုန်းမြို့မှာရှိတဲ့ရှမ်းမင်းသားဆိုတဲ့ဆိုင်လေးမှာအမ်ရှမ်းခေါက်ဆွဲလေးသွားစားဖြစ်ပါရစေရှင်။ဆိုင်လေးကတော့ရန်ကုန်မန္တလေးလမ်းမပေါ်မှာရှိပြီးတော့ဆိုင်လေးကလည်းတော်တော်ကျေပါရစေရှင်။ဒီနေ့ကတော့တူဖူကြော်လေးနဲ့ရှမ်းခေါက်ဆွဲစားဖြစ်ခဲ့ပါရစေ။ ီရှမ်းမင်းသားဆိုတဲ့ဆိုင်လေးကတောင်ဝင်းမြို့မှာလည်းနာမည်တော်ရပြီးသားဆိုင်လေးဖြစ်ပါရဲ့ရှင်။ရန်ကုန်မန္တလေးလမ်းဟောင်းရဲ့ပုံမှာ မိုင်နာကွင်းရဲ့မျက်နှာချင်းဆိုင်လေးမှာတည်ရှိပါတယ်။အုံမှန်ဆိုလို့ရှိရင်တော့ရှမ်းခေါက်ဆွဲကိုအေးစားတာများပါတယ်ဒီနေ့မှာတော့ရှမ်းခေါက်ဆွဲကိုအတုပ်စားဖြစ်ခဲ့ပါတယ်ရှင်။ ဒီလိုရှမ်းစာလေးကစောင်းဝင်လာပြီဆိုလို့ရှင်အရန်ကိုလိုက်ဖက်တဲ့အစားထောက်တစ်ခုဖြစ်ပါရဲ့ရှင်။တောင်ကြီးရောက်သွားတဲ့ခန်းစားချက် ရှမ်းပြည်ရောက်သွားတဲ့ခန်းစားချက်ကိုရရှိပါရစေ။ တောင်ငူမာလာလေတဲ့တငယ်ချင်းတွေလည်းရှမ်းစာကြိုက်ပြီးတော့မနက်စာတောင်ငူမာဘာစားရမှမသိဖြစ်နေလို့ရှင်ဒီရှမ်းမြသားမှာရှိတဲ့အစားအသောက်လေးတွေကိုလည်း try ချပေးဖို့ recommend ပေးပါတယ်ရှင်တို့ဖူကျော်လေးကလည်းအပြင်မှာကကျွတ်ကျွတ်လေးနဲ့အထဲမှာကအီအီလေးဆိုတော့အရင်မစားကောင်းပါရဲ့ရှင်ရှန်ခောက်ဆွဲဆိုလို့ရှိရင်ဒီလိုတူဖူကြော်လေးနဲ့အရင်လိုက်ဖက်ပါရယ် ကယ်၍ကိုကတူဖူးမွေးစားမယ်ဆိုလို့ရှင်တော့ကြောက်ကွေးနဲ့အရင်နဲ့လိုက်ကပ်ပါရဲ့ရှင်ဒါလေးကတော့ရှမ်းပြည်မှာစားနေကြအတွဲဖက်လေးတွေပေါ့နော်အရန်စားလို့ကောင်းပါရဲ့ရှင် အားရပါးရစားနေတုန်းပါတော့နော်ရှေးရတယောက်ကပေးမီုံဆိုလို့ပေါ့နော်သူ့ကိုပေးမိလိုက်တာမှာသူကအကြီးခတ်ပြီးတော့မီးလိုက်လို့ဆိုပြီးတော့မျက်နှာကိုလည်းကြည့်အဲတိတ်မကြည့်တဲ့စတိုင်နဲ့ပေါ့နော်အစားအသောက်ဆိုရင်အဲ့လိုမျိုးပေါ့တဲ့အတန်လေးကြီးရချန်ခောက်ဆွေးလေးအတုပ်လေးကဒီ Morning Channel နဲ့အရင် live ထမှုရှိပါတယ် မြူတီလေးတဲ့ထဲထားလို့ရှင်ဘာနော်ဆက်ဆက်ကလေးနဲ့ဆိုတော့ပို့ပြီးတော့စားတော့မှာရရှင်ဆက်စားလိုက်ပါအောင်မယ်နော် မနက်စာလေးကတော့ရှန်ခေါက်ဆွဲလေးနဲ့အရန်ကိုစောက်ကောင်းခဲ့ပါတယ်ရှင်။အဆုံးထိရှိပြီးလို့ကျေးဇူးတင်ပါတယ်။နောက်တောင်ဝင်းမြို့မှာရှိတဲ့စားကောင်းလေးတွေတွေ့ရခါကြလို့ရှင်လေဝေမျှပြီးမှမလို့ Jewelling Page လေးကို Like and Follow လေးလုပ်ပေးဖို့လည်းမြစ်သားရခန့်ရှင်ပါတယ်ရှင်။အလုံးမဲ့ကျေးဇူးထူးတင်ပါတယ်။ Bye bye နော်။ See you next video. God bless you and bye bye.